ကျမရဲ့ပရိသတ်ကြီးကိုကျမအခုပြောပြချင်တဲ့သတင်းကတော့ပုံရဟန်းမင်းကြီးအစ်စ်ကိုရွေးချယ်လိုက်ပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ပုံရဟန်းမင်းကြီးရွေးချယ်ပွဲဒုတိယမြောက်နေ့မှာပဲပုံရဟန်းမင်းကြီးအစ်စ်ရပြီဖြစ်တဲ့အကြောင်းကိုအဖြူရောင်မီကိုနဲ့အချက်ပြလိုက်တာပဲဖြစ်ပါတယ်။ဗာတီကန်နေပြီးတော့အခုညမှာထုတ်ပြန်လိုက်တာဖြစ်ပြီးတော့ရွေးချယ်ခံရတဲ့ပုံရဟန်းမင်းကြီးကမကြခင်မှာပဲလီတာဆောင်ပြတင်းရနေထွက်ပြီးတော့နှုတ်ဆက်မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ ပွဲလွန်သွားတဲ့ပုံရဟန်းမင်းကြီးနေရာအတွက်ယဟန်းအမတ်ကာဒီနယ်133ယောက်ကရွေးချယ်တာဖြစ်ပြီးတော့ပြီးခဲ့တဲ့ပုံရဟန်းမင်းကြီး၂ယောက်ဟာလည်းရွေးချယ်ပွဲဒုတိယနေ့မှာတင်ပြောက်ခံခဲ့ရတာဖြစ်ပါတယ်။ပုံရဟန်းမင်းကြီးအစ်စ်ကတော့ဒီလီယို14 ပေါ့နော်သူရဲ့နာမည်အရင်ကတော့ Robert Francis Peabody ဖြစ်ပါတယ်1955 September လ14ရက်နေ့မှာ American ပြည်အောင်စု Chicago မှာမွေးဖွားလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်2025 May လရှိရနေပါတော့ပုံရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရရပြီးနောက်မှာ Leo 14ဆိုပြီးတော့ ဒီပုံရဟန်းအမည်ကိုရွေးချယ်ခဲ့ပါတယ်။အဲဒါကြောင့်မလို့သူကအမေရိကန်ပြည်ထောင်စုမှာမွေးဖွားခဲ့တဲ့ပထမဆုံးပုံရဟန်းမင်းကြီးဖြစ်တယ်လို့မျိုးပဲ။မြောက်အမေရိကမွေးဖွားသူပုံရဟန်းမင်းပထမဆုံးလည်းဖြစ်ပါတယ်။သူက2023ခုနှစ်ကလေးကဖရာရှိခိုးကြောင်းတွင်ပါရှိရဲ့။ဒီကက်သလစ်ဖရာကြောင်းနေမီကြီးရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။လက်တင်အမေရိကဖရာကြောင်းဆိုင်ရာကော်မရှင်ရဲ့ဥက္ကဋ္ဌဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 2000ခုနှစ်ကနေပြီးတော့2013ခုနှစ်အထိကတော့ဒီကာလအတွင်းမှာတန်ရှင်းတဲ့ Augustine ဖုံးတော်သားအသင်းပေါ့နော်ဒီကောင်းဆောင်ဖြစ်ဆောင်ရွက်ခဲ့ပါတယ်သူက2015ကနေပြီးတော့2023အထိပြည်သူနိုင်ငံမှာရှိရဲ့ဘုံကြီးဖျားရှိခိုးเจ้าမှာ Bishop အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်2023ခုနှစ်မှာ Pope Francis အရင်က Pope Hamming ကြီးကသူ့ကို ကတ်တင်နယ်အဖြစ်တင်မြောက်ခဲ့ပါတယ်။ဒီကာလကလေးကနောက်ထပ်ပုံဟန်လောင်းအဖြစ်အသာကပ်ပါရောက်ရှိနိုင်မဲ့သူဆိုပြီးတော့လူတိများထင်ရှားလာခဲ့ရပဲဖြစ်ပါတယ်။ချီကာဂိုမှာသူ့ရဲ့ဖုန်းတော်သားဘဝအစပြုခဲ့ပြီး1985ကနေပြီးတော့1986 1988ကနေပြီးတော့1998အထိပီရူးနိုင်ငံမှာခရစ်ရှန်ဖျားเจ้าနေမှာအဖုန်းတော်ကြီးပေါ့နော် င်ကြားရေးနဲ့စီမံခန့်ခွဲရေးလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ပါတယ်။2023ခုနှစ်မှာတော့သူကပြည်သူ့နိုင်ငံသားအဖြစ်တရားဝင်အဲနေပြည်ခံပေါ့နော်။နိုင်ငံသားဖြစ်ကြောင်းအထောက်အထားမှတ်တမ်းတွေအရလည်းအတည်ပြုခြင်းခံခဲ့ရတဲ့သူတယောက်လည်းဖြစ်ပါတယ်။ဆိုတော့ကက်သလစ်ဘာသာဝင်တွေအရန်ပေါ့နော်စိတ်ဝင်စားနေတရားတာတင်မကပဲနဲ့တကဘာလုံးကစိတ်ဝင်စားနေကြတယ်။ပုံရဟန်းမိကြီးရွေးချယ်ပွဲရတော့အောင်ပြီးပြောင်းသွားပြီလို့ပြောလို့ရပါတယ်။ ်ဗာတီကန်ကကြေညာလိုက်တဲ့ထုတ်ပြန်ချက်အရတော့ပုံရဟန်းပီကြီးကမကြခင်ပါပဲလီတာဆောင်ကနေပြီးတော့ထွက်ပြီးတော့နှုတ်ဆက်စကားပြောမှာဖြစ်ပါတယ် Terry, let's uh, let's take a pause and watch the balcony. annuncio vobis gaudium magnum. Abemus papam. Eminentissimum, ac reverendissimum Dominum, Dominum Robertum Franciscum, Sancte Romane Ecclesiae, Cardinalem Prebost. Qui sibi nomen imposuit Leonem Decimum Quartum. And again, we have just heard that Robert Francis Prevost of the United States, 69 years old, born in Chicago, has been named the next pope.